အခုရန်ကုန်မှာကလပ်လေးဖွင့်တော့ဒီမျိုးသက်တွေရရန်မျိုးသက်ပွဲတွေရရန်နင်းလာနင်းလာတော့ကျွန်တော်တက်ရတဲ့ဘက်ကနေပြီးဒီမျိုးသက်ပွဲလေးကိုကျင်းပတာပေါ့နော်ကိုညာစီကတော့ကျွန်တော်တလောက်ရှိမှာကျွန်တော်တို့မှန်းလာတာအသိ90လောက်ပဲမှန်းလာတာဒါပေမဲ့အဲ့အပြင်စင်အခမ်းအနားပေါ့အဓိကတော့ကျွန်တော်ကမျိုးသက်ပွဲကိုပြီးရင်ပြောဆိုပြီးအဲ့လိုမလုပ်ရှင်ဘူးကလေးတွေကိုပေးအပ်မဲ့အွန်လိုင်းပါမယ်ဒီဆွဲပြပါမယ်ဒိုင်းပါမယ်ဒါကျွန်တော်တို့လုတ်ထုတ်ခဲ့တန်းရချက်မှာဆိုရင်ကျွန်တော်တို့ပေးအပ်တဲ့ဒိုင်းကအကြီးဆုံးပဲအခုဒီပြောင်းမှုမှာရှင်မဲ့ကလေးဆိုလို့အဲ့လိုပဲအခုချိန်ဒီ ဝေးထိုးကြီးဘယ်လောက်ရမှာလဲမမေးဘူးဒီကလေးတွေသူတို့ထိုးရှင်ဘာစုပေးမှာလဲသူတို့မေးကြအဲကြောင့်ကျွန်တော်ကဒီနေ့ပေးမဲ့စုတွေကိုကျွန်တော်က heavy လောက်ထားတာပေါ့အဲ့လိုမျိုးကျွန်တော်နေမှာတော့လုံနေတော့ကြာပြီနေမှာတော့ခုနှစ်ပွဲလောက်ရှိပြီလုံနေတာပါနော်အခုရန်ကုန်မှာကလပ်လေးဖွင့်တော့ဒီမျိုးသက်တွေတွေအရန်မျိုးသက်ပွဲတွေအရန်နင်းလာနင်းလာတော့ကျွန်တော်ဘက်ကကျွန်တော်တက်တဲ့ဘက်ကနေပြီးတော့ဒီမျိုးသက်ပွဲလေးကိုကျင်းပတာပေါ့နော်ဟုတ်အဓိကတော့မြန်မာပြည်ကလဝေးက ဒီလဝိသမားတော်ရဲ့အရင်တော့ကမနော်လဝိသမားတော်ရဲ့အစင်နာဘယ်လောက်ရှိရဆိုရင်ဒီလဝိဟိုင်းပြတာကိုလူကြီးတွေတတ်မှတ်ကြတော့အဓိကကလည်းလဝိထိုးသက်မှုရဲ့ဂုဏ်သိက္ခာတစ်ခုကလည်းဟိုလဝိဟိုင်းဖြစ်နေအောင်နော်အဲ့တော့အဲ့ဒါလေးတွေကိုကျွန်တော်ကစနစ်တကျသိနေတာပေါ့ကျွန်တော်ကိုယ်တိုင်လည်းမြင့်မြင့်နုံနုံရှိတယ်ဆိုတော့ဟုတ်ပြဿနာအလုံးစောင်း7ဆိုင်းရှိတယ်7ဆိုင်းကိုကျွန်တော်တုံးဝင်းအရာကလပ်ကကြီးပဲထွက်တာ6 6ရောက်ပေါ့နော်ဒါမဲ့လို့တုံးဝင်းအရာကအဲ4ရောက်ဒီရွှေစုလက်က4ရောက်အဲ့လိုခွဲထားတာပေါ့အခုတော့ဘွဲဆိုရင်ဆိုမျိုးသက်တက်ဂုံစားတိုင်းပြန်ပွဲပေါ့အမှတ်ပေးပွဲပေါ့ တော့ကျွန်တော်တို့ကဒီအခုဒါ semi final ပေါ့ဒီ12လပိုင်း9ရက်နေ့ဆိုတော့ဘလူပဲရှိသေးတာပေါ့ဒီကတော့ကျွန်တော်တို့သူများကပေးတဲ့ထိုးကြီးတဲ့တော့မြောင်းလို့ပေးထားတယ်တော့ကျွန်တော်တို့မှလည်း semi final တော့ကိုယ်ကိုယ်ဆိုင်ပြီးလောက်ရတာဒါတော့မှပွင့်တန်းနီးလို့ဒီစပွန်ဆာလေးတွေ50သိန်းဝမ်းပေးတဲ့လူတွေရှိတာပေါ့အဲ့ဒါနဲ့ကျွန်တော်တို့အဲ့ရတဲ့ပတ်စံတွေကိုကျွန်တော်ကလေးတွေထိုးကြီးတော့ကျွန်တော်တို့ထပ်ဖြည့်တာပေါ့ဒီကတော့အခုကအော်ပွဲစဉ်ကိုလည်းကျွန်တော်တို့ကဟိုတခန်းတနားလေးဖြစ်အောင်လို့ရှောက်လန်းနေပါလဲဆိုတော့ကျွန်တော်တို့လုပ်တယ်နောက်တစ်ခုကကလေးတွေကိုပေးအပ်မဲ့အွန်လိုင်းပါမယ် ဒီဆွဲပြတ်ပါမယ်ဒိုင်းပါမယ်ဒါကျွန်တော်တို့လောက်ထိုးခဲ့တရားတစ်ချက်မှဆိုရင်ကျွန်တော်တို့ပေးအပ်တဲ့ဒိုင်းဟာအကြီးဆုံးပဲကျွန်တော်တို့ငွေတော့လည်းလောက်ထိုးကြီးဆိုတာတက်ကိုသူတို့ပွဲထိုးလို့ရမယ်စုတစိကိုအရမ်းမှတ်ကြတာအောင်အခုဒီပြိုင်ပွဲမှာရှင်မြန်တဲ့ကလေးဆိုလားအဲ့လိုပဲအခုချိန်ဒီပွဲထိုးကြီးဘယ်လောက်ရမှာလဲမမေးဘူးဒီကလေးတွေသူတို့ထိုးလို့ရှိရင်ဘာစုပေးမှလဲသူတို့မေးကြအဲ့ဒါမြန်မာယူကလောက်ကစားသမားလေးတွေအကုန်လုံးရဲ့ညွှန်းနှိမ့်ချက်ပါနော်အဲကြောင့်ကျွန်တော်ကဒီနေ့ပေးမဲ့စုတွေကိုကျွန်တော်က heavy လောက်ထားတာပေါ့အဲ့လိုမျိုးဟုတ်ကြည့်ရတာစီစီပြောတော့ကိုယ့်ထက်အများဆုံး အလုံးကိုတားသိနေတာကိုကိုမလို့တဲ့ကလေးတွေကိုတို့အများကြီးကောင်းသွားတာပဲမြင်နေတာပေါ့ကျွန်တော်စူးစမ်းနေပါတယ်ဘလို့စီစဉ်ပြည့်လဲဆိုတော့အဲကျွန်တော်ညီကိုတွေအခုဂျင်းကလပ်တူဖွင့်တဲ့ကိုတွေတိုင်ပြလိုက်တယ်တို့ပွဲတွေလုံးဖြစ်မယ်ကိုကိုကလပ်ကကလေးတွေတော့တော့ပွဲမထိုးပါဘူးလေပွဲလုံးဖြစ်မယ်ပွဲလုံးကြမယ်ကိုညာစီကတော့ကျွန်တော်တလောက်ရှိမယ်ကျွန်တော်တို့မှန်းတာအသိန်း50တော့ပဲမှန်းတာဒါပေမဲ့အဲအပြင်စင်ခန်းတာပေါ့ဒီကတော့ကျွန်တော်ကမျိုးသစ်ပွဲကိုပြီးရင်ပြီးလို့ဆိုပြီးအဲ့လိုမလုပ်ရှင်ဘူးမျိုးသစ်ပွဲကိုတခဏတည်းလေးလုပ်ရှင်တော့ အဲဒီမှာခါတဲ့ပူကုံတာပေါ့နှစ်ဆလောက်ကုံတာပေါ့အဲကုံလဲကုံလဲအခွန်ပြောလို့ပဲဆက်စုံလုပ်တဲ့ကွာကျွန်တော်အိတ်ဆိုင်ပဲတကယ်ချင်းနေစုပြီးတော့အဲလုပ်ကြမယ်ညီကိုတွေစုပြီးလုပ်ကြမယ်ကုံညင်တော့ကုံငါတို့အိတ်ဆိုင်ပြီးလုပ်မယ်ပေါ့အဲနဲ့အခုပွဲနာနီးမှာအခွန်ပြောလို့ပေါ့ဟိုလူကဆက်တင်ဒီလူကဆက်တင်ညားတဲ့ဟာလေးတော့ရှိတာပေါ့အဲ့ဒါလေးတွေအကုန်လုံးကလည်းအခွန်ပြောလို့ကလေးတွေထိုးကြီးတွေပြန်ဖြည့်ပြီးတာမျိုးရှိတယ်ဟိုနောက်တစ်ခုကအခွန်ပြောလို့ပြောလို့ပဲကျွန်တော်ကဟိုဒီလေးရပြန်ရမှာကဘာမှမရှိဘူးအဲအဲ့ထက်ပြန်ရမှာပေတိပဲဒီကလေးလေးတွေအောင်မြင်သွားတယ်ဆိုတဲ့ဟာမျိုးပေါ့ ပထမကျွန်တော်မနက်တိုင်း90လောက်ပဲအခု90အထက်ပဲတရားနီးပါပဲအဲ့လိုကုန်တော့ဘာလို့ဆိုတော့အဲ့လိုတခြားဝေဝေးစားအခုရှောက်လန်းနေပါဆိုတော့မငားတော့ပဲနဲ့ကိုကိုယ်တိုင်ပဲရှောက်လန်းလုပ်လေဒိုင်းနေဆိုလေဘာလို့ဟေးပြီးကျွန်တော်တို့ကလုပ်ပြတာအဓိကတော့မလို့လို့ကလေးတွေကချွေးနဲ့သွေးနဲ့ရင်းနေတာတို့တို့ရပါတယ်ပတ်စံနှစ်သိန်းသုံးသိန်းကဘာမှမပြောပါတော့ဘူးလေဒါပေမဲ့လေတို့ကြိုးစားခဲ့တဲ့ဟာလေးကိုအရာထင်းနေဆိုတာဒီဒိုင်းလေးပေါ့ကျွန်တော်လှုပ်ဝှက်ထုတ်ခဲ့တဲ့တရန်တစ်ချောက်လုံးကျွန်တော်ရခဲ့တိုင်တရလောက်ပဲရှိတယ်အခုပေးမတိုင်တရလောက်ရှိတယ်အဲ့အဲ့ရတို့ရဖီးတစ်ခုဖြစ်မှာပါ ဲ့ဒါပေါ့ကျွန်တော်ကတော့ကျွန်တော်သားကိုဘာဖြစ်ရမှာလဲဆိုတော့အဲ့လိုမျိုးတော့မရှိဘူးကလေးဘာဝန္ဒနာပါလဲပေါ့ဝန္ဒနာပါတဲ့အရာကိုကျွန်တော်တို့ထင်ချောင်းမိမယ်ခုနပြောသလိုဒီလဝိရလည်းရှင်ရှင်ပြန်တင်မြန်နိုင်ငံမှာ ida လဝိနဲ့ချမ်းသာွားတာရှိလိမ့်မယ်ဗျာဟိုဟို1တို့ UFC တို့ဒီဟိုနင်းတို့လဝိနဲ့ချမ်းသာွားကောင်ရှိကောင်ရှိလိမ့်မယ်ကျွန်တော်မြန်မာပြည်ကလဝိမှာလဝိနဲ့ချမ်းသာွားဆိုတာကတော့မရှိဘူးမရှိဘူးဆိုတော့ကလေးနာကအတွက်ကြည့်မယ်ဆိုရင်တော့မထိုးစေချင်ဘူးဒါပေမဲ့ခုနပြောသလိုသူဘလောက်ဝါသနာပါတာလဲကျွန်တော်တို့လည်းယူသွနေတဲ့ကလေးမျိုးဆိုရင်တော့ အဲ့လမ်းကိုသူလျှောက်မှာဆိုရင်တော့ကျွန်တော်တို့ကနောက်ကနေပြီးပန်မိုးဝေးမှာပေါ့အဲ့လိုမျိုးတော့ရှိပါဝါသနာတော့အခုလက်ရှိကျွန်တော်စင်မထိုးနေခလေးတွေကသူကပူပြင်းပြတယ်အဲကျောင်းဆင်းလာပြီဆိုတော့လည်းသူကပတိပတ်ပြီးအဲ့လဝေးပိုင်းဝေးပြီးတော့လဝေးဟန်ကြီးပြရင်ပြအောင်ပြရင်လည်းဒီထိုးနာအမြင်အဲ့ဒါ24နှစ်ပြီးအဲ့လဝေးဟန်ကြီးအမြင်နဲ့ပြအဲ့လိုမျိုးလောလောဆယ်သူဝါသနာကတော့အဲ့လိုမျိုးပြင်းပြတယ်ပေါ့နော်အဲ့ပုံမှာဟိုဘယ်လိုပြောမလဲ လဝိဟန်ရေးပြရတာကိုသူဝါသနာပါရဲ့လဝိရှယ်ဒိုလိုက်ထိုးတာသူဝါသနာပါရဲ့လောလောဆယ်တော့ကျွန်တော်ကျွန်တော်ငယ်တုန်းကအတိုင်းပဲပေါ့လဝိကိုယူသွနေလို့ပြောမှာသူရဲ့စကားပြောဆိုတာဟာမျိုးပေါ့လေနော်ကျွန်တော်က तू ကသူ့မေးလို့ရှင်ဒါမင်းလောက်ထမလားဆိုမထိုးဘူးပြောတာဘာလို့မှလဲကြည့်လိုက်ဘောလုံးကံအဲ့လိုမျိုးပြောတယ်ဒါပေမဲ့ तू ယူသွတဲ့အရာလဝိဖြစ်နေတယ်အတူဘောလုံးပေးကံလို့ဘောလုံးမကံအောင်ပတိပတ်ပေးအဲဂမ်မရှူကအစားသူ့ထွက်လုတ်ပေးထားတာဂမ်မရှူရှိတယ်ဘောလုံးအဲ့လိလဝိပေါင်းမွေလေးရှိတယ်ပတိလေးရှိတယ်အဲ့သူကြောင်းပြန်ဆင်းလာဆိုအဲ့ဒါတည်းပဲသူကအမြင်တိုင်းစော့ ဘလို့ဆိုတော့သူပိုးသွားတာဖြစ်နေအဲဒီနှစ်လပိုင်း29ဆိုရင်တော့6နှစ်ပြည့်ခိုးတော့9နှစ်ကျော်ပေါ့ဟိုဆိုင်းစားလင်းလင်းရောပြောသလိုပေါ့ကိုပေါင်းသိန်းနဲ့အတိုင်းဝိုင်းဆိုင်လာပေါ့ကိုပေါင်းသိန်းနဲ့တင်ငချင်း9ယောက်ကစီးပွားရေးသမားဆိုရင်6ယောက်စီးပွားရေးသမားကိုပဲဆိုတာအဲလိုမျိုးပဲပေါ့အခုလေကျွန်တော်တို့အိမ်မှာအဖေကလက်ဝဲကိုအရန်ယူတော့တာအရန်ယူတော့တယ်အခုလေရန်ကုန်မြို့မှာဂျင်းလေးဖွင့်ထားတယ်အဲ့ရဲ့ဝင်ဝင်ဝင်ဘာမှမရှိသေးဘူးကျွန်တော်တို့ကကျွန်တော်ကျွန်တော်အသားသလားအရင်နေပြန်ပြန်ယူဆိုင်နေတာ ကလေးတွေမွေးထားတယ်ထမင်းကျွေးထားတယ်တင်မိတယ်အဲ့လိုမျိုးလေးသွားနေရဘာမလို့လက်ဝိဝဲလို့တော့လဲစီးပွားရမဟုတ်လို့ဂျင်ဖွင့်လာလဲစီးပွားရဘာမှမသိဘူးအခုလောလဲစေကိုကိုအေးရဆိုင်နေဒီကတော့အဖေကလက်ဝိဝဲလေးတွေဂျင်းမဂျင်းနေပြီသူကလပ်မှာသူကိုယ်တိုင်မွေးထုတ်ပြီးလက်ဝိသမားလေးတွေမြင်ကျင်တာပေါ့အဲ့အဲ့အရာတွေကဟိုကျွန်တော်အဲ့အရာနဲ့ရှင်းတာဆိုတော့အဖေဖြစ်ချင်းတဲ့ဆန္ဒရယ်ကိုကလည်းကိုကိုဒီတိုင်းနေဝင်လဲကိုတွေ့ကြုံခဲ့တဲ့အတွေ့အကြုံတွေကိုတက်ခဲ့တဲ့ပညာတွေဒီတိုင်းပဲကိုဝမ်းပါလေအဲ့တော့အဖေဆန္ဒကိုဖြည့်ဆည်းတဲ့အနေနဲ့ကိုလည်းပြန်သင်ပေးနေတာပေါ့